မင်္ဂလာပါကချုံ wave တရင်ဌာနကအပတ်စဉ်တရင်လာနေကနေတောက်ကြနေသည့်ညနေခင်းတိုင်းတင်ဆက်ပေးနေတဲ့တရင်အစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေစဉ်ထူးခြားတရင်တွေကိုတင်ဆက်ပေးပါမယ်။တရင်အစီအစဉ်တင်ဆက်တော်မယ့်အစီအစဉ်ဖြစ်ပါတယ်။ ဖကန်ဒေတာမှာဒီရက်ပိုင်းပောက်ကွဲမှုတွေစတိုက်ဖြစ်ပွားခဲ့ပြီးတော့အရသာထိခိုက်တိုက်စုံမှုတွေလည်းဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ချင်းပြည်နယ်ဖကန်ဒေတာအတွင်းမှာစစ်ကောင်မရှင်တပ်တွေကားနဲ့လက်ပတ်သွာလာနေတာကိုတလန်ရဲ့အဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အတွက်ဒီကနေ့မနက်ပိုင်းမှာဖကန်လုံခင်းလမကြီးတကြောပောက်ကွဲတံတွေဟိုဟိုတတီထွက်ပေါ်ခဲ့ကြောင်းဒေတာခန်ကဆိုပါတယ်။အရသာထိခိုက်စေခဲ့တဲ့ပောက်ကွဲမှုတစ်ခုဟာလုံခင်းနဲ့ဖကန်မြို့ကိုဆက်တွေ့ထားတဲ့လမ်းကျောပေါ်က KBC ဖျားကျောင်းသားမှာဖြစ်ပွားခဲ့တာလို့သိရပါဗျ။ ဆန်ကယ်နဲ့အမျိုးသား2ဦးမိုင်းထိပြီးတော့ထိခိုက်သွားတယ်။စစ်ကားကိုမိုင်းဆွဲတဲ့အခါတဦးထိခိုက်ပြီးတော့တဦးကပွဲချင်းပြေးတယ်။ကြီးရတာစစ်ကားကပြန်ထက်ကျိတ်သွားပုံရတယ်လို့ဒေတာခန်ကဆိုပါတယ်။မော်စီစာကျေးရွာမင်းလမဆုံမှာဖြစ်ပွားခဲ့တဲ့ပောက်ကွဲမှုမှာတော့စစ်ကောင်မရှင်တပ်တွေလိုက်ပါလာတဲ့စစ်ကားထိခိုက်မှုရှိခဲ့ကြောင်းသိရပါဗျ။ ော်တော်လေးပြင်းထန်တဲ့ပောက်ကွဲမှုဖြစ်သွားတယ်စစ်ကောင်မရှင်ကထိခိုက်မှုတွေရှိတယ်လို့ဆိုပါတယ်စစ်ကောင်မရှင်ဘက်ကဒီရက်ပိုင်းမှာအင်အားတိုးချဲ့မှုတွေပြုလုပ်နေပြီးမနေ့ကလည်းလုံခဲမော်စီစာဖာကန်တကြောသွားလာလှုပ်ရှားနေတာကြောင့်တော်လိုင်းအဖွဲ့ကမိုင်းဆွဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့သေးတယ်လို့သိရပါဗျ မနေကမနေ့ပိုင်းမှာလဲမော်စီစာကြေးရွာလမကြီးပေါ်စစ်ကားဖြတ်သွားတဲ့အချိန်တော်လိုင်းအဖွဲကမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာစစ်ကားနောက်ကနေဆိုင်ကယ်နဲ့ကပ်လိုက်လာတဲ့တားမီနှူမိုင်းစာထိမှန်ပြီးအသက်20အရွယ်သမီးဖြစ်သူတွေဆုံးခဲ့တယ်လို့သိရပါဗျ။ KNO ပြန်ကြားရေးသတင်းဌာနကလည်းစစ်ကောင်မရှင်တပ်ကလဝါလန်ကျော်ဘက်ကနေဖားကန်ဘက်ကိုစစ်ကြောင်းထိုးလာတာကြောင့်နိုဝင်ဘာ9ရက်နေ့မနက်ကလုံခင်းနဲ့မော်စီစာကျေးရွာနာမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါရယ်။ ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုတော့ဒီမှာပဲရနာပါရစေမိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကျန်းမာပြီးဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ